မူရန်ဟာငကားပလဲလုံးမှရှိနေတဲ့စီးရဲစဲတွေကိုဖြည့်ဖို့အတွက်ခုနှစ်ထမ်းမြောက်ကိုတက်သွားတယ်။ခုနှစ်ထမ်းမြောက်မှရှိတဲ့မိုးချိုစွန်းအင်းတွေကိုအသုံးပြုပြီးသူကပလဲလုံးမှရှိတဲ့စီးရဲစဲတွေကိုဖျက်ဆီးလိုက်တယ်။အခုဆိုရင်တော့ငကားပလဲလုံးမှဘာစီးရဲစဲမှမရှိတော့ဘူး။ဘူယိုလေးမဆိုင်ရင်ကျွန်တော်လည်း subscribe နဲ့ပဲပါ။အားလုံးကျေးဇူးတင်ပါတယ်။ငကားပလဲလုံးမှစီးရဲစဲတွေမရှိတော့ဘူးဆိုပေမဲ့ဘာမှမထူးခြားသွားဘူး။ဒါပေမဲ့ပလဲလုံးကိုကြည့်လို့ရှိရင်အဖီရောင်စွန်းအင်းအနှဲငယ်ကိုတော့တွေ့ရတယ်။မူချန်ကပလဲလုံးကိုလက်မှတ်တင်လိုက်တယ်။ အဲ့ဒီပလဲလုံးကနေစွန်းအင်းတွေဖြာထွက်လာပြီးသူ့ရဲ့ခနာကိုတစ်ခုလုံးကိုဖုံးအောင်သွားတယ်ပြီးတော့သူကမိုက်ကနေဖြစ်သွားပြီးအမြင်တွေကလည်းဝေဝေါ်သွားတယ်သူအာယုံဆိုင်ပြီးပြန်ကြည့်လိုက်တော့သူ့ရဲ့ရှိမှရှိနေတဲ့မြင်ကွင်းဟာအလုံးပြောင်းလဲသွားကြပြီအခုဆိုရင်သူကလုံဝကိုဖြူစွန်းနေတဲ့နေရာကြီးတစ်ခု ရောက်သွားတယ်ဒါကပလဲလုံးမှရှိနေတဲ့နေရာတစ်ခုပဲဒီတဲကိုသူအရင်ကဝင်ဖို့ကြိုးစားတော့ကစီးစိတ်တွေကပါစီးထားတယ်မူချန်ကအရှိကိုဥတီပြီးပြန်သွားတယ်ခဏနေကြတော့အဖျော်မြူကိုတွေကတဖြည်းဖြည်းနဲ့ပျောက်ကွယ်လာတယ် တဖြည်းဖြည်းနဲ့သူကတောင်ကုန်းတစ်ခုပေါ်ကိုရောက်သွားတယ်။အောက်ကိုငုံကြည့်လိုက်တော့ဂျိုင်ဝန်းကြီးတစ်ခုတွေ့ရတယ်။အဲ့ဒီဂျိုင်ဝန်းလေးကိုစဉ်မှုလို့တော့ကောင်းကင်ပေါ်မှာအနီရောင်စွမ်းရင်တစ်ခုကိုမြင်ရတယ်။အဲ့ဒီစွမ်းရင်ကတဖြည်းဖြည်းနဲ့နီးလာပြီးနောက်ဆုံးမှတော့အလုံးအတန်ကိုကြီးမာတဲ့အနီရောင်စွမ်းရင်လိုင်းအဖြစ်ပြောင်းလဲသွားတယ်။အနီရောင်စွမ်းရင်လိုင်းတွေကိုကြည့်ပြီးမူချမ်းကတော့အံ့ဩနေတယ်။အဲ့ဒီအနီရောင်တွေကဘာလဲ။ဘာကြောင့်ဒီလောက်ထိကိုကြောက်စရာကောင်းနေတာလဲ။မူချမ်းကစိတ်ထဲမှာစဝေစဝါဖြစ်နေတယ်။အဲ့ဒီချိန်မှာပဲအနီရောင်စွမ်းရင်တွေကနေတယောက်ယောက်ကလမ်းလျှောက်ပြီးထွက်လာတယ်။ လူလို့ပြောတာတည်းဆိုင်ရင်အဲ့ဒီလူရဲ့ပုံစံကမိဆာနဲ့ပူပြီးတော့တူနေတယ်။သူကမူချံစီကိုတက်တက်မမတ်ရှောင်းနေတယ်။အဲ့ဒီလူကမူချံကိုစိုက်ကြည့်လိုက်တော့မူချံကတော်တော်လေးကိုတုံ့လှုပ်သွားတယ်။ပြီးတော့အဲ့ဒီလူကိုသူကတနင်္လာမှာမြင်မှုတယ်လို့တွေးမိတယ်။ပြီးမှသူသတိရသွားတယ်။အဲ့ဒါကအဖီရောငကားအမြင့်ဆုံးစွမ်းအားပိုင်ရှင်ပဲ။သူအဲ့လိုတွေးလိုက်တာနဲ့သူ့ကိုရေလှိုင်းတွေကဖုံးအုပ်သွားတယ်။သူသတိပြန်ရလာတော့မြူကိုးတွေပြင်းထန်နေတဲ့နေရာကိုပြန်ပြီးရောက်ရှိသွားပြန်တယ်။မူချံကတော်တော်လေးကိုတုံ့လှုပ်နေတယ်။ သူရခဏကူမှလည်းချွေးတွေနဲ့ပြင်းနှံ့နေတယ်အဲ့ဒီအနီရောင်တွေကဘာတွေလဲအနေကနဲ့လွန်မြောက်တတ်တဲ့လူတွေထဲမှာအဖီယောစပင်တဲ့လူကဘာတူလဲအဲ့ဒီလူကအဖီယောနဂါးအမြင့်ဆုံးစွမ်းအားပိုက်ရှင်များလားမူချန်းကတော့စိတ်ထဲမှာလုံးဝဝေခွဲမရဖြစ်နေတယ်အဲ့ဒီချိန်မှာပဲအတန်တန်ထွက်ပေါက်လာတယ်မှန်တယ်ငါကအနီးနေရာကနဲ့လွန်မြောက်လာတာမူချန်းကအတန်လာရကိုကြိတ်လိုက်တော့မြူကိုးတွေရဲ့အပေါ်မှာအလိုအမြင်တန်ကိုကြီးမားတဲ့အဖီယောနဂါးတစ်ကောင်ကိုမြင်ရတယ်အဲ့ဒီနဂါးကဟဲဟောက်လိုက်တယ် ူရဲ့ခေါင်းပေါ်မှာအလင်းတန်းလေးတခုထွားပေါ်လာတယ်။အဲ့ဒီကနေအပြောင်စပင်နဲ့လူတယောက်ကပေါ်လာပြန်တယ်။အဲ့ဒီလူကိုမြင်တာနဲ့မူချမ်းကကောက်ကောင်းသိတယ်ဘာလို့လဲဆိုတာကိုစပင်အဖြူရောင်တဲ့လူကနဂါရဲ့ခေါင်းမှာထိုင်လိုက်တယ်။ပြီးတော့မူချမ်းကိုပြောတယ်။အဖြူရောင်နဂါပလဲဝိညာဉ်အသွင်ကခြိုက်ပိတ်တာတဲ့အရာကိုမင်းကဘယ်လိုလုပ်ပြီးဖျက်ဆီးလိုက်တာလဲ။မင်းရဲ့လက်ရှိဆွမ်းအားနဲ့အဲ့ဒါကိုဖျက်ဆီးနိုင်မယ်လို့ငါမထင်သာဘူး။မူချမ်းကပြောတယ်။အဖြူရောင်နဂါအမြင့်ဆုံးဆွမ်းအားပိုင်ရှင်လားခမရကပြီးတော့သူကလက်နှစ်ဖက်ဆုပ်ပြီးတော့တယိုတသိနဲ့ပြောတယ်။ ကျွန်တော်မူချန်ကဒီကအကြီးကဲကိုအယူသေးပေးပါတယ်ကျွန်တော်ကဒီအဖီရောငကားပလဲလုံးကိုကန်ကောင်းထောက်မှလို့ရရှိသွားတာပါပလဲလုံးတွေကချိတ်ပိတ်ခြင်းတွေကိုဖျက်ဆီးမိတဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ်ဒီအဖီရောငကားအမြင့်ဆုံးစွမ်းအပန်းရှင်ကတည်သွားတာကြာပြီးဆိုပေမဲ့ဒီစွမ်းရင်နဲ့တင်မူချန်ကိုသူကအနေရပေးလို့နိုင်တယ်အဲ့ဒီတော့ကြောင့်မူချန်ကအဲ့ဒီဝိညာဉ်ကိုတယုတ်တည်နေတဲ့စကားပြောနေရခြင်းဖြစ်တယ်အဲ့ဒီငကားရဲ့ခေါင်းပေါ်မှာရှိတဲ့လူကလက်ကိုဖွဲ့ရံပြီးတော့မူချန်ကိုပြောတယ် ငါထားခဲ့တဲ့အဖီရောငကားပလဲဝိညာဉ်လုံးကိုမင်းရတော့တာကံကောင်းလို့ပဲမူချန်ကပြန်ပြောတယ်ဒါဆိုရင်ဆောနာကကျွန်တော်မြင်ခဲ့တဲ့အရာတွေကဘာလဲမူချန်ကတိလို့စိတ်နဲ့မေးလိုက်တယ်အဲ့ဒါကိုအဲ့ဒီလူကပြန်ပြောတယ်အဲ့ဒါတွေကငါကြောင့်သွေးခဲ့ရတဲ့မြင်ကွင်းတွေပဲထောင်တောင်းမကတော့ကဘာကအကန့်အသတ်မရှိကျယ်ဝန်းလွန်းတာမကမရင်မတော်နိုင်သောအနိုင်ပိုင်းကုန်းမြင့်တွေနဲ့လည်းပေါင်းဆက်ထားတဲ့အရာတခုဖြစ်တယ်အဲ့ဒါကအရန်ကိုရက်ဆက်ကြံကြုတ်ပြီးအလွန်အင်မတန်ကိုရှောက်ထွေးတာကြောင့်ဒါတွေကိုမင်းနားလဲဘူးလုံးဝကိုမဖြစ်နိုင်ဘူး မူချန်ကတစ်ချက်တိုက်သွားတယ်ပြီးတော့ပြတ်မိတယ်အနီအောင်လှိုင်းလုံးထဲမှာကဘာတွေရှိနေတာလဲအဲ့ဒါကိုအဲ့ဒီလူကပြန်ပြောတယ်အဲ့ဒါကတိုင်းတဘာကကမိဆတွေပဲသွေးမိဆမျိုးနွယ်လို့လည်းပြောလို့ရတယ်မင်းမြင်လိုက်ရတဲ့မြင်ကွင်းတွေကသူတို့တဲ့တွေငါမျိုးတော်ကိုဖျက်ဆီးလိုက်တဲ့မြင်ကွင်းပဲငါကတော့အဲ့ဒီအနိုင်ပိုင်းကုန်းမြေကနေလွတ်မြောက်လာတဲ့လူတစ်ယောက်ပေါ့မူချန်းတွေ့ဝေသွားတယ်ပြီးတော့သူကပြောတယ်တိုင်းတဘာကမိဆတွေဘာများလဲဒါကိုအဲ့ဒီလူကပြန်ပြောတယ်သူတို့အကြောင်းကိုတော့ငါလည်းသိမ့်မသိဘူး သူတို့တွေကထောင်တောင်းမကတော့ကဘာမြင်အသွင်းပိုင်းမှာနေထိုင်ကြတယ်အကရေးမင်းသာကံမပါဘူးဆိုရင်မင်းသိသွားတဲ့အထိတောင်သူတို့ရဲ့အကြောင်းတွေကိုဘာတစ်ခုမှသိရမှာမဟုတ်ဘူးဒါပေမဲ့အနိုင်ပိုင်းနေမြင်အတွက်ကတော့သူတို့တွေကထိတ်လန့်စရာကောင်းတဲ့လူတွေကိုပြစ်နေတယ်သူတို့သာအနိုင်ပိုင်းကုန်းမြင့်တစ်ခုကိုတွေ့သွားလို့ရှိရင်အဲ့ဒီနေမြင်ကိုမင်းမြင်ခဲ့တဲ့အတိုင်းဖျက်ဆီးကြလိမ့်မယ်အဲ့ဒီမြင်ကွင်းကထွက်လာတဲ့အတန်တွေကမင်းအတွက်အစိမ့်မှန်မဟုတ်ပေမဲ့မာရှယ်မွန်အကြီးအကဲအကြောင်းကိုတော့မင်းကြားခဲ့တယ်မလားအဲ့ဒီလူကမေးလိုက်တယ် ူအဲ့ဒီစွန့်ရင်အနီရောင်တွေကိုမြင်တော့ကအော်တန်တချို့ကမူချန်ကကြားလိုက်တယ်အဲ့ဒါကိုမူချန်ကပြန်ပြောတယ်မာရှယ်လော့အကြီးကဲလင့်တုံလာအဲ့တဲ့ယောက်ကဒါကိုနဂါးခေါင်းပေါ်ကလူကပြန်ပြောတယ်မာရှယ်လော့အကြီးကဲကလည်းအနေပိုင်းကုန်းမီကနေလာတာပဲဒါအပြင်သူ့ရဲ့ကုန်းမီကလည်းသွေးမိဆာတွေရဲ့တိုက်ခိုက်မှုကိုခံလိုက်ရသေးတယ်ဒါပေမဲ့မာရှယ်လော့ကမင်းနဲ့ငါထက်ပို့ပြီးတော့တန်မာသေးတယ်လင်းတုံဆိုတဲ့အကြီးကဲကသွေးမိဆာတွေကိုနှင်ထဲဥခဲရင်တင်မကဘူး သူတို့မျိုးနွယ်စုရဲ့ခေါင်းဆောင်တယောက်ကိုပါတန်းနိုင်ခဲ့သေးတယ်။ရှင်းလင်းခံလိုက်ရတာကလည်းအဖွဲသက်သာဆိုပေမဲ့အဲ့ဒီအဖွဲရဲ့အစွမ်းကိုတော့အနိုင်ပိုင်နေမြေကလူတွေကမခံနိုင်ကြဘူး။အနိုင်ပိုင်နေမြေမှာဒီလိုမျိုးအောင်မြင်မှုကိုရတာကမာရှယ်လော့အကြီးကြီးတယောက်သာရှိတယ်ဆိုတော့သူ့ကိုမချီးကျူးပဲမနေနိုင်ကြဘူး။သူကငါတို့ထက်ကိုပို့ပြီးတော့အစွမ်းထက်လွန်းတယ်။မူချမ်းမှပြောစရာစကားတော့မရှိတော့ဘူး။သူ့ရဲ့စိတ်တွေကနေတွေးနေတယ်။အနိုင်ပိုင်ကုန်းမြေတွေနဲ့ရှင်ရင်ထောင်တောင်းမကတော့ကဘာကပို့ပြီးတော့အဆင့်တော်မြင့်သေးတယ်။ ဒီနေရာမှာရှိကြတဲ့လူဆန်းကောင်းတွေကလည်းအနေပိုင်းနဲ့မြင်တဲ့လူတွေနဲ့ဆိုင်ရင်ပို့ပြီးတော့အစွမ်းထက်ကြတယ်ဒါပေမဲ့ဒီလင်းတုံဆိုတဲ့လူကအဲ့ဒီလူအဆင့်မျိုးကိုတော့တန်လန်းနိုင်တယ်ဆိုတော့သူကတာမန်လူတယောက်မဟုတ်ဘူးဆိုတာပေါ်လွင်နေတယ်သူကအနေနဲ့မြင်ကနေအထက်နဲ့မြင်ကိုတတ်လာတယ်ထောင်တောင်းမကတော့ကဘာဒီမှာအစွမ်းထက်တဲ့မာရှယ်လောနိုင်ငံဆိုပြီးတော့ယက်တိနိုင်တာကတော့မဆန်းတော့ဘူးဆိုလိုရင်းကဗျာလင်းတုံကအထက်နဲ့မြင်ကိုတတ်လာတယ်ပြီးတော့သူ့ရဲ့နိုင်ငံတီးတန်းဆိုပြီးတော့တီထောင်ပြီးနေခဲ့တယ်အဲ့ဒီအချိန်မှာပဲ ီငါးဘဝလူဟာဆက်ပြောတယ်ငါကစကားမပြောရတာတော့တော်တော်လေးကိုကြာနေပြီဒီအချိန်အနှဲငယ်လေးအတွင်းမှာတော့ငါစကားတော်တော်များများကိုပြောမိသွားပြီပဲတကယ်တော့ဒီငါးဘဝကလူကကြံ့ရှိနေတဲ့ဝိညာဉ်အပိုင်းစားတတလေးပဲသူကမူချောင်းပြောတယ်ကံကြမ္မာအရာငါတို့တွေစုံမိတာပေါ့ဒီအဖြစ်ရောနဂါဝိညာဉ်ပလဲရဲ့ချိတ်ပိတ်တာတဲ့အရာကိုမင်းဖြက်စည်းနိုင်ပြီဆိုတော့မင်းကိုတခုလောက်တော့ကူညီပေးရမှာပေါ့ပြောပြောဆိုဆိုပဲသူကလက်ကိုဟွင့်ရန်လိုက်တာနဲ့ ွန်းအင်းနေပါဝင်နေတဲ့အဖီယောမြူကိုးတွေအများကြီးထွက်ပေါ်လာတယ်သူကမူချမ်းစီကိုလက်ညှိုးထိုးလိုက်တာနဲ့အဲ့ဒီစွန်းအင်းတွေအကလုံးကမူချမ်းစီကိုပြေးဝင်လာတယ်ဒီအရာတွေအကလုံးကငါထားခဲ့တဲ့စွန်းအင်းတွေပဲမင်းကအဲ့ဒီစွန်းအင်းတွေကိုဘယ်လောက်ထိစုပ်ယူနိုင်မလဲဆိုတာတော့မင်းရဲ့အစွမ်းပေါ်မှာပဲမူတည်သွားပြီးအပြင်ဘက်မှာတော့မူချမ်းကနဂါးပလဲလုံးကိုကန်ပြီးတော့ရက်နေတယ်တချက်တည်းဆိုသလိုပဲအဲ့ဒီနဂါးပလဲလုံးတွေကနေစွန်းအင်းတွေအကလုံးဖျက်ထွက်လာပြီးမူချမ်းရခဏကိုယ်တည်းကိုစီးဝင်သွားတယ် အခုလောရှိမှဆိုရင်တော့အဲ့ဒီဆွေရင်တွေကမူချမ်းသွားဆိုရင်တော်တော်လေးကိုပြင်းထန်နေသေးတယ်။မူချမ်းကစိတ်ရကနေတွေးလိုက်တယ်။ငါဆက်ပြီးတော့မဆုပ်ယူနိုင်တော့ဘူး။ तू အဲ့လိုစဉ်းစားမိလိုက်တာနဲ့အဖီယွန်ဆွေရင်တွေက ချက်ချင်းဆိုလို့ဘေးနားမှာရှိနေတယ်။ကြောက်ဆောင်ဘော်ကိုပြန်သက်သွားပြီးကြောက်ဆောင်ကိုနိုးထားလိုက်တယ်။ချက်ချင်းဆိုတယ်လို့ပဲမိုးတိမ်သားတွေကချက်ချင်းကောင်းကင်ဘော်မှာစုဝေးလာတယ်။အခုမူချမ်းရှိနေတဲ့နေရာကခုနှစ်ထပ်မြောက်ပဲ။အရင်တော့ကဆွေရင်တွေကကြံတန်းနေဆိုပေမဲ့ဒီဆွေရင်တွေကတော့အလုံးမတန်ကိုညှင်သားနေတယ်။ မိုးတိုင်ကနေမိုးရေဇက်တွေကျလာတယ်မိုးရေဇက်တွေကမူချမ်းရခန္ဓာကိုယ်မှာရှိတဲ့ချွေးပေါက်တွေတဲကိုစိုက်ဝင်သွားတယ်အဲ့ဒီအချိန်မှာပဲပလဲလုံးထဲမှာရှိနေတဲ့စွမ်းအင်တွေကလည်းသူ့ရဲ့ခန္ဓာကိုယ်တဲကိုစီးဝင်သွားပြန်တယ်မိုးရေဇက်ကဖြစ်ပေါ်နေတဲ့စွမ်းအင်တွေနဲ့ငကားပလဲလုံးရဲ့စွမ်းအင်တွေကခန္ဓာကိုယ်ထဲမှာပိုက်ခိုင်းနေကြတယ်ဒီအချိန်မှာပဲအပြင်ဘက်မှာရှိနေတဲ့ဝိညာဉ်စွမ်းအင်တွေကလည်းတဖြည်းဖြည်းနဲ့စတင်ပြောင်းလဲလာတယ်အဲ့ဒီစွမ်းအင်တွေကအရင်တုန်းကအယောက်တစ်မျိုးဒါပေမဲ့ငကားပလဲလုံးရဲ့စွမ်းအင်တွေနဲ့တိုက်ခိုက်မိတဲ့အခါမှာတော့တပြည့်ပြည့်နဲ့အယောင်ကြီးစပြောင်းလာတယ် ဝိညာဉ်စွမ်းအင်တွေကအကြောင်ပြောင်းသွားတာနဲ့တော်တော်လေးကိုညင်သာသွားတယ်။မူချန်ကသူ့ရဲ့ဇီဒီကိုထုတ်ပြီးတော့အဲ့ဒီဝိညာဉ်စွမ်းအင်အကလုံးကိုစိုးယူလိုက်တယ်။ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ခန္ဓာကိုယ်အသေးတဲ့ကိုယာရမျက်စွမ်းအင်အကလုံးပို့လွှတ်လိုက်တယ်။သူ့ရဲ့ကိုယ်ထဲမှာရှိတဲ့ဝိညာဉ်ခန္ဓာကိုယ်လေးကတော့ယာရမျက်စွမ်းအင်နဲ့အားလုံးကိုအငမ်းမရလိုက်ပြီးတော့စိုးယူနေတယ်။တက်ဖြည်းဖြည်းနဲ့ဝိညာဉ်စွမ်းအင်တွေစိုးယူလာတာတွေများတာနဲ့အမျှအဲ့ဒီဝိညာဉ်ငယ်လေးကလည်းတက်ဖြည်းဖြည်းနဲ့ကြီးထွားလာတယ် ဒီလိုနဲ့ပဲမူချန်ကအဲ့ဒီဝိညာဉ်စွမ်းအင်တွေကိုစိုးယူနေတာအချိန်က9ရက်ဆိုတဲ့အချိန်ကိုတော့ကုံဆုံးသွားတယ်။သူကနေရာကောင်းကိုရှာပြီးတော့လေ့ကျင့်နေတဲ့အတွက်ကြောင့်ဝင်လာတဲ့လူတွေကတော့သူ့ကိုသတိမထားမိကြဘူး။သူကဝိညာဉ်စွမ်းအင်တွေကို9ရက်ဆိုတဲ့အချိန်အတွင်းမှာတော်တော်များများကိုစိုးယူခဲ့တဲ့အတွက်ကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကလည်းတော်တော်လေးကိုကြောက်ရွံ့ကောင်းတဲ့စွမ်းအင်လိုင်းတွေဖျာထွန်းနေတယ်။မူချန်ကစွမ်းအင်တွေကိုမစိုးယူဘဲနဲ့မျက်လုံးဖွင့်လိုက်တယ်။မျက်လုံးကအယောင်တွေတောက်ပသွားတယ်။ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကလည်းစွမ်းအင်လိုင်းတစ်ခုဖျာထွက်သွားတာနဲ့ ဘေးသားမှရှိတဲ့ကြောက်ဆောင်တွေကအစိမ့်စိမ့်အပိုင်ပိုင်ဂရိစင်ထွက်သွားတယ်။ပြီးတော့ကောင်းကင်ဘုံမှာကြံ့နေတဲ့မိုးဆက်တွေကိုလည်းသူကမယမ်းအောင်တားဆီးထားလိုက်တယ်။သူ့ရဲ့စိတ်ကနေတွေးလိုက်တယ်။ငါကတော်တော်လေးကိုစွန့်အပ်တယ်တိုးတက်လာပြီပဲ။ပြီးတော့သူကမတက်ရက်ဘူးလှုပ်လိုက်တာနဲ့သူ့ရဲ့ခန္ဓာကိုယ်ကနေတခုခုပြောင်းလဲသွားတာကိုသူခံစားမိလိုက်တယ်။ဝိညာဉ်စွန့်ရင်အများပြားကိုဆုပ်ယူထားတဲ့အတွက်ကြောင့်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဝိညာဉ်ငယ်လေးကတော့တော်တော်လေးကိုကြီးမားနေတယ်။ဝိညာဉ်ငယ်လေးအသွင်းမှာတော့ပြင်းထန်လုံတဲ့လှိုင်းကြက်တွေကကိန်အောင်နေတယ်။ အရင်တုန်းကပေါင်းဆက်ကောင်းကင်အစင်လောက်နဲ့ရှင်ရင်အခုလက်ကြီးစွမ်းကပုံပြီးတော့ပြင်းထန်တယ်။ဒါပေမဲ့ကောင်းကင်ကူပြောင်းတဲ့အဆင့်ကိုရောက်ဖို့ကတော့တော်တော်လေးကိုဝေးနေသေးပဲ။ဒါပေမဲ့အခုလက်ရှိမှာတော့မူချန်ကခွာဆိုင်ကောင်းကင်ကူပြောင်းခြင်းအဆင့်ကိုရောက်နေပြီးသူ့ရဲ့တူတက်မှုကတော်တော်လေးကိုကြောက်စရာကောင်းတယ်။တဆင့်ကိုခုံပြီးတော့ကြော့တက်လာတယ်။မူချန်ကတော်တော်လေးကိုပျော်သွားတယ်။သူ့ရဲ့လက်ထံမှကင်ထားတဲ့ပလဲလုံးလေးကိုချိန်လိုက်တော့အဲ့ဒီပလဲလုံးလေးကအရင်ကလိုအကြောင်းနဲ့မတောက်ပါတော့ဘူး။ဒို့ပေမဲ့လည်း ပလဲလုံးတွေကနေထွက်ပေါ်နေတဲ့စွန့်အင်ကတော့လုံးဝကိုရံမသွားဘူး။သူကစဉ်းစားတယ်။ဒါကအသွင်အားကြီးစင်ကိုတော်တော်လေးကိုအထောက်အကူပြုတယ်။နောက်အစင်တက်လို့ရှိရင်ငါကဒီမှာရှိတဲ့စွန့်အင်နဲ့အကလုံးကိုစုပ်ယူရအောင်မယ်။သူကအဲ့လိုသွေးပြီးတာနဲ့ပလဲလုံးထဲမှာရှိနေတဲ့မြူကိုကပ်ပါကိုပြန်ပြီးတော့ရောက်သွားပြန်တယ်။အဲ့ဒီမှာတော့ဟိုလူကငကားရဲ့ခေါင်းပေါ်မှာထိုင်နေတော့ပဲ။ရောက်ရောက်ချင်းပဲနဂါးခေါင်းပေါ်မှာရှိတဲ့လူကမူချမ်းကိုကြည့်ပြီးတော့ပြောင်းလိုက်တယ်။ကြုံတော့ကြုံပဲဖြစ်တဲ့ဖြစ်စဉ်ပဲ။မူချမ်းကအံ့ဩသွားတယ်။ ဒါကိုအဲ့ဒီလူကဆက်ပြောတယ်တကယ်တော့အဲ့ဒီဝိညာဉ်စွမ်းအားတွေကဘာရွယ်ချက်မှမရှိပဲငါထားခဲ့တာအဲ့ဒီစွမ်းအားတွေကတစုံတစ်ယောက်ရဲ့ကိုယ်တည်းကိုဝင်ရောက်သွားတဲ့အခါအဲ့ဒီလူကလွယ်လွယ်နဲ့ဆုပ်ယူလို့ရသွားနိုင်တယ်ဒါပေမဲ့စွမ်းအားဆုပ်ယူတဲ့သူ့ရဲ့အသွင်အပေါ်မူတည်ပြီးတော့ကိုယ်လက်မှုအနှဲငယ်တော့ရှိတာပေါ့ကွာခြားမှုအနှဲငယ်ရှိတဲ့ဆိုပေမဲ့လည်းအဲ့ဒီစွမ်းအားတွေကိုဆုပ်ယူတဲ့သူ့ရဲ့အစွမ်းတွေကိုတုံ့မြင့်ပေးနိုင်တာတော့သိကြပါတယ်ပြီးတော့အဲ့ဒီစွမ်းအားတွေရဲ့ဖြောင်ရောင်မှုကိုခုခံနိုင်တဲ့သူတွေကလည်းအရန်ကိုရှာပါတယ် အဲ့ဒီလူကမူချမ်းကိုချီးမွမ်းနေမှမူချမ်းသိတယ်အဲ့တော့သူကရှက်ရှက်နဲ့ပြန်ပြောတယ်စီနီယာကလည်းကျွန်တော်ကိုအဲ့လောက်ထိမချီးကျူးပါနဲ့ကဘာပေါ်မှာတခုခုကိုလိုချင်ရင်ကိုဘတာကိုစူးစမ်းရတာလေကျွန်တော်လည်းဒီလိုအခွင့်အရေးမျိုးရတာကိုအယံကျင့်နဲ့အားရပါတယ်ဒါပေမဲ့ကျွန်တော်ကဒီစွမ်းအားတွေကိုဆက်ပြီးစိုးယူလိုက်ရင်စွမ်းအားတွေရဲ့ဓာတ်ကိုမခံနိုင်မှစိုးရိမ်မိတယ်အဲ့ဒီငကားကောင်းဘဝလူကပြုံလိုက်တယ်ပြီးတော့သူစီးနေတဲ့ငကားရဲ့ကောင်းကိုပုတ်ပြီးတော့မူချမ်းဝင်ပြောတယ်ငါရဲ့ကြံရှိတဲ့ပုံရိပ်ကလည်းကြကြမခံနိုင်တော့ဘူး အဖီယွန်နဂါပလဲလုံးထဲမှာရှိတဲ့အစွမ်းတွေကအနာဂတ်မှာမင်းတို့အသုံးဝင်လာလိမ့်မယ်။ဒါအပြင်အစွမ်းထက်လုံးတဲ့ရန်သူတွေနဲ့တွေ့သွားရင်အဲ့ဒီပလဲလုံးကိုအသုံးပြုပြီးတိုက်ခိုက်လို့ရတယ်။ပလဲလုံးရဲ့အစွမ်းနဲ့ဆိုရင်ကောင်းကင်အပိသက်ချင်းအဆင့်ကိုရောက်နေတဲ့သူ့တော်ထွက်ပြေးရလိမ့်မယ်။မူချန်ကကျေးဇူးတင်စကားပြောလိုက်တယ်။ဒါကိုအရေးလူကဆက်ပြောတယ်။မင်းကတာမန်နဲ့ထူခြားတယ်လို့ငါမြင်နေတယ်။အဖီယွန်နဂါပလဲလုံးအသွင်ကဝိညာဉ်စွမ်းအားတွေကြောက်တာငါအခုချိန်ထိသိရှိနေတာ။ အစောပိုင်းတုန်းကမင်းသားစွန်အားတွေအားလုံးကိုစုပ်ယူလိုက်ရင်မင်းငါရဲ့အတန့်ကိုကြားနိုင်မှာမဟုတ်တော့တဲ့အပြင်ငါအရင်ကကြုံတွေ့ခဲ့ရတဲ့ကန့်ကြမ်းကိုလည်းမင်းမြင်တွေ့ခွင့်ရမှာမဟုတ်ဘူးဒီချိန်မှာပဲသူစီးနေတဲ့နဂါးကပဇာဟားလိုက်တာနဲ့အဲ့ဒီနဂါးရဲ့ပါဇက်တွေကနေနဂါးအကြီးကွန်နဲ့ပြုတ်လုထားတဲ့စာလေးတစ်လိပ်ထွက်လာတယ်စာလေးပေါ်မှာရှေ့ရောက်စာနေနဲ့ရေးသားရတဲ့စာတချို့ကိုလည်းမြင်ရတယ်အဲ့ဒီနာမည်ကတော့ဝဲပြန်နဂါးဝိဇ္ဇပညာရဲ့အဲ့ဒီလူကပြောတယ် ဒီဝဲပြန့်နဂါဝိဇ္ဇပညာရကကံကောင်းလို့ငာရခဲ့တဲ့တိုင်းကျန်တစ်ခုပဲဒါပေမဲ့ဒီတိုင်းကျန်ကိုယာတုံးကားဆိုရင်တိုင်းကျန်ရဲ့စာမျက်နှာတွေကလုံးဝကိုမပြည့်စုံသေးဘူးဒါကြောင့်ပြည့်စုံအောင်တော့တန်းနိုင်တည်းမငါပြုပြင်ထားတယ်ဒီဝဲပြန့်နဂါဝိဇ္ဇပညာရကမပြည့်ဝသေးဘူးဆိုပေမဲ့တာမန်တိုင်းကျန်တစ်ခုတော့မဟုတ်ဘူးပြောပြောဆိုဆိုပဲအဲ့ဒီတိုင်းကျန်ကိုမူချမ်းစီကိုကမ်းပြီးလိုက်တယ်မူချမ်းကလည်းအဲ့ဒီတိုင်းကျန်ကိုလှမ်းယူလိုက်တယ်ဒါကပြည့်စုံမှုမရှိတဲ့တိုင်းကျန်ဖြစ်တာကြောင့်သူ့ရဲ့အဆင့်ကိုတော့တတ်မှတ်လို့မရသေးဘူး ဒါပေမဲ့ငါအမြင့်ဆုံးစွမ်းအားပိုင်ရှင်၃ယောက်ရဲ့ဝိုင်းရံမှုကိုခံရတော့ငါဆိုရင်အဲ့ဒီဝဲပြက်ငကားတိုင်းချမ်းကိုအမိပြုပြီးထိခိုက်နာကျင်မှုမရှိအောင်ငါကလွတ်မြောက်နိုင်ခဲ့တယ်အတိအကျပြောရမယ်ဆိုရင်ဒီဝဲပြက်ငကားတိုင်းချမ်းကရွေရှားတဲ့နတ်ဖျားအစင်ဝိညာဉ်ပညာရဲ့တစ်ခုပဲဒီတိုင်းချမ်းကတိုက်ခိုက်တဲ့အစွမ်းကိုမပေးနိုင်ပေမဲ့လည်းမင်းရဲ့အသက်ကိုကာကွယ်ပေးနိုင်တဲ့အထီတော်လှုပ်ဆောင်နိုင်တယ်အခုမူချမ်းရလိုက်တဲ့တိုင်းချမ်းကအရင်တော့ကသူရရှိခဲ့မှုတဲ့တိုင်းချမ်းနေတဲ့အစင်အများကြီးပုံမြင့်တယ် နဂါးကောင်းမှထိုင်နေတဲ့လူကမှတ်သက်ရလိုက်တယ်။ပြီးတော့သူကပြောတယ်။ဒီဝဲပြက်နဂါးတိုင်ညာကတာမန်ထက်ထူးဆန်းတာကြောင့်အောင်မင်းအောင်လင်းချင်းယူဖို့ကခက်ခဲနေမှာပဲ။ငါရဲ့ပုံရဲကလည်းမကြခင်မှာပျောက်ခွေသွားတော့မယ်။ပျောက်ခွေမသွားခင်အချိန်မှာတော့မင်းကိုတခုလောက်တော့ထပ်ပြီးကူညီသွားပေးမယ်။ငါရဲ့ခြေလှမ်းတွေကိုကြည့်တာဝဲပြက်နဂါးတိုင်ချမ်းရဲ့တိုင်ခွက်တွေကိုငါမင်းကိုဖော်ပြပေးမယ်။ပြီးတော့လည်းသူကအဲ့ဒီဝဲပြက်နဂါးတိုင်ချမ်းရဲ့တိုင်ခွက်တွေကိုသူကဖော်ပြပေးတယ်။ သူလမ်းလျှောက်သွားတဲ့ခြေလမ်းတိုင်းမှာငကားဟိမ့်တန်းနေပါဝေးနေတယ်။မူချန်ကအဲ့ဒါတွေကိုအသေးစိတ်လိုက်ပြီးတော့ကြေထားတယ်။မူချန်သူ့ကိုအာယုံဆိုင်ပြီးကြည့်နေတဲ့အချိန်မှာပဲအဲ့ဒီလူကလည်းတိုင်ခွက်တွေခင်းပြရင်းနဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့ပျောက်ွက်သွားတယ်။ပြီးတော့ငကားကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားတယ်။အဲ့ဒီငကားကကောင်းကင်ဘော်ကိုတဖြည်းဖြည်းနဲ့ပြန်ပြီးတော့ပျောက်ွက်သွားတယ်။ငကားကိုမမြင်ရတဲ့အချိန်မှာငကားဟိမ့်တန်းကြီးဟူထွက်ပေါ်လာပြီးအဲ့ဒီငကားခေါင်းပေါ်မှာထိုင်နေတဲ့လူကမူချန်ရဲ့ရှေ့မှာဝေဝေဝါပေါ်လာတယ်။ သူကတော့မူချန်ကိုဘာမှမပြောဘဲနဲ့ကြင့်နေတယ်။မူချန်ကတယူတည်နဲ့လက်နှစ်ဖက်ဆုပ်ပြီးတော့အယူတည်ပေးလိုက်တယ်။ပြီးတော့သူ့ကိုမူချန်ကကျေးဇူးတင်စကားပြောတယ်။ဒါကိုဟိုလူကဘာတစ်ခုမှပြန်မပြောဘူး။ဒါလိုပဲမူချန်ကိုစိုက်ကျင့်နေတော့မူချန်ကတခုခုကိုစဉ်းစားပြီးတော့ပြန်ပြီးပြောလိုက်တယ်။အကြီးကကျွန်တော်ကိုခိုင်းတာတခုခုရှိရင်ပြောပါ။ကျွန်တော်လုပ်ပေးပါမယ်။အဲ့တော့မှဟိုလူကပြန်ပြောတယ်။ငါမှရှိတယ်တခုတည်သောဆန္ဒကငါရဲ့မွေးရမြေကိုပြန်သွားဖို့ပဲ။ဒီကိစ္စကိုမင်းကကိုတကယ်ကူညီနိုင်မှာလား။မူချန်ကခေါင်းထိတ်လိုက်တယ် ကျွန်တော်လှုပ်ပေးနေတဲ့အရာဖြစ်နေတည်းတော့ကျွန်တော်လုံးဝကိုညှင်းဆို့မှာမဟုတ်ဘူးအဲ့တော့ဟိုလူကပြောတယ်ကောင်းပြီငါကြာရှုံးသွားတာတော့မင်းတို့လူငယ်လေးတယောက်နဲ့စုံမိမယ်လို့ငါလုံးဝကိုမထင်သားဘူးဒါနဲ့မင်းနာမည်ကမူချံမလားမူချံကခေါင်းညိတ်ပြတော့ဟိုလူကပြန်ပြောတယ်ကောင်းပြီမူချံငါရဲ့ဆန္ဒကလည်းမင်းတို့အခွင့်အလမ်းတစ်ခုဖြစ်မှာပါဒါပေမဲ့မင်းရဲ့လှုပ်ဆောင်မှုပေါ်မူတည်ပြီးတော့မင်းနားလေသွားလိမ့်မယ်ငါရဲ့တခုစီတော့ဆန္ဒကတော့တနေကြရင်မင်းကအနှိပ်ပိုင်းနေမြေကိုသွားပြီး ငါရဲ့နေမိတဲ့ကသွေးမိဆမျိုးနွယ်တွေကိုနှင်ထုတ်ပေးဖို့ပဲမင်းသားအဲ့ဒီဆန္ဒကိုဖြည့်ဆည်းပေးသွားရင်မင်းတို့ကြီးမားတဲ့အခွင့်အရေးတစ်ခုကိုငါပေးမယ်ငါ့ကိုကြုံပါဒီအခွင့်အရေးကမင်းတို့အကောင်းဆုံးအရာတစ်ခုဖြစ်လာလိုက်မယ်မူချန်ကတော့စိတ်ထက်ကနေတွေးနေတယ်အဲ့ဒါလို့သွေးမိဆကြီးကတော့သူ့လိုလူကတတ်ခိုင်းနိုင်မလားဒါကမဖြစ်နိုင်ဘူးဒါပေမဲ့ဟိုလူကတော့မူချန်ကိုပြောတယ်မင်းသားမီတောင်းအင်ပါယာဒါမှမဟုတ်မာရှယ်လော့အကြီးကဲလို့ကြီးမားတဲ့နေမြေကို ပိုင်ဆိုင်ထားတဲ့သူတယောက်ဆိုရင် အနေပိုင်းနေမြေကိုတိုက်ခိုက်လို့ရလိမ့်မယ်ဒီစကားကိုကြတော့မူချန်ကဟန်ငန်နဖြစ်သွားတယ်ဒါကိုဟိုလူကပြောတယ်ဘာလဲမင်းကမင်းယုံကြည်မှုမရှိဘူးလားအဲ့တော့မှမူချန်ကခေါင်းညှိလိုက်တယ်စီနီယာရဲ့အခုညီသွဲကျွန်တော်အရန်ကိုကျင်းနဲ့ဝမ်းသာမိပါတယ်ဒီတော့ကျွန်တော်လဲစီနီယာရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရမှာပေါ့အခုအချိန်မှာကျွန်တော်တမဖြစ်နိုင်သေးပေမဲ့တနေ့ကျရင်ကျွန်တော်ရဲ့အစွမ်းတွေတိုးတက်လာလိမ့်မယ်အဲ့ဒီခါကျရင်စီနီယာရဲ့နေမြေထဲမှာရှိနေတဲ့သွေးမိတ်ဆမျိုးနွယ်ကိုဖယ်ရှားပေးပါမယ် ဒီစကားကိုလည်းကြားရောဟိုလူကပြုံးသွားတယ်ပြီးတော့သူ့ရဲ့မျက်နှာထဲမှာမျှွန်လင်းချက်တွေရှိတယ်လို့ခံစားသွားရတယ်သူကပြန်ပြောတယ်မင်းသားအမြင့်ဆုံးစွမ်းကိုပိုင်ဆိုင်သွားတဲ့နေကြရင်စောနာကမင်းကိုယ်တည်းကိုဝင်သွားတဲ့အဖီယောနဂါအလင်းတန်းကမင်းကိုလမ်းညွှန်ပေးလိုက်မယ်မင်းရဲ့ဂတိကိုပြီးမြောင်းအောင်လှုပ်ပြီးတဲ့အခါကျရင်ကြီးမားတဲ့အခွင့်အရေးတစ်ခုကိုမင်းရလာလိုက်မယ်ဒါပေမဲ့မင်းမှလုံနိုင်တဲ့အစွမ်းမရှိဘူးဆိုရင်မင်းကိုမင်းအရန်ကိုတွန်းအားမပေးလိုက်နဲ့ဒီမင်းရှင်ကဘလောက်ထိကြောက်စရာကောင်းလဲဆိုတာငါပဲသိတယ် မူချန်ကခေါင်းညှိပြီးပြောတယ်အကြီးကဲရဲ့စကားကိုကျွန်တော်မှတ်ထားပါမယ်ဒီအခါကျမှအဲ့ဒီပုံရိပ်ကလည်းရည်လိုက်တယ်ပြီးတော့သူကပြောတယ်တနေ့ကျရင်အဲ့ဒီမြင်ကွင်းကိုငါမြင်ရလိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ဆုံးမှတော့အဲ့ဒီလူရဲ့ပုံရိပ်ကတက်ဖြည်းဖြည်းနဲ့ဝေဝါးပြီးပျောက်ကွယ်သွားတယ်မူချန်ကနောက်ဆုံးအနေနဲ့စကားထုံးပြောလိုက်တယ်အကြီးကဲအေးအေးဆေးဆေးအနားယူပါကျွန်တော်ရဲ့အစွမ်းနဲ့ပြေဝတဲ့နေကြရင်အနေပိုင်းနဲ့မြေကိုသွားပြီးအဲ့ဒီလူတွေကိုဖယ်ရှားပေးပါမယ်။မူချန်ကလက်ထံမှကင်နာတဲ့ပလဲလုံးကိုတင်လိုက်တယ် ပြီးတော့မတ်တရက်လိုက်တာနဲ့သူ့ရဲ့ခန္ဓာကိုယ်ထဲကရှိတဲ့အယိုးတွေရဲ့အတန်တွေကထွက်ပေါ်လာတယ်။အဲ့ဒီအတန်တွေရဲ့အရာဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့စွမ်းအင်တွေကတဖြည်းဖြည်းနဲ့ပို့ပို့ပြီးများလာတယ်ဆိုတာကိုပေါ်လွင်နေတယ်။မူချန်ကပြောတယ်ဟာဒါကဘလို့စွမ်းအမျိုးလဲ။ကဲကျွန်တော်ဂျာမားနားလိုက်တာပါမဟုတ်ဘူး။ကျွန်တော်သွားကြိုက်ပြီးဗဇက်ရောက်နေလို့ကျွန်တော်ဗီဒီယိုမလုံးနိုင်ပေးတာ။ဒီနေ့ဗီဒီယိုဒီမှာပဲရက်ထားမယ်။အဆက်ကိုမနှက်ဖက်မှာထပ်ပြီးသိမိမယ်။ဒီနေ့ဖို့ပပိုင်အလုံးကျေးဇူးတင်ပါတယ်။